ခီးတဲ့အိတ်190ကျော်မလေးရှားလေစိမ်းမှာထားဖြစ်ခဲ့တဲ့ MAI နေရင်မင်္ဂလာပါ။ Audio ဘိုင်းစော်နိုင်ငံနဲ့ကြိုဆိုပါရစေ။ဒီကမှာတော့ခီးတဲ့အိတ်190ကျော်မလေးရှားလေစိမ်းမှာထားဖြစ်ခဲ့တဲ့ MAI နေရင်ရဲ့ဖြစ်စဉ်ကိုတင်ပြပေးမှာဖြစ်ပါတယ်။လောက်ရပါပဲမြန်မာ Airway International MAI ရေမနေ့နေ့ကင်က MAI နေရင်စီးပြီးမလေးရှားနေရန်ကုန်ကိုကျွန်တော်တို့တစ်တိုက်ပြန်လာခဲ့ကြပါတယ်။နေရင်ချိန်က မလေးရှားချိန်နေ့လယ်12:05မိနစ်ပါခီးတဲ့အားလုံးလိုလိုလေရင်ချိန်အမီဒေရင်မော်ရောက်ပါတယ်ဒါပေမဲ့ထွက်ချိန်나이ဝတ်ကျော်တဲ့အထိလေရင်ကမထွက်နိုင်သေးပါနောက်တော့မှလေရင်မယ်ကလေရင်နဲ့လိုက်မယ်ဆိုတဲ့ခီးတဲ့သူကသူ့ရဲ့ခီးဆောင်အိတ်ကိုကောင်တာကိုအပ်ပြီးလေရင်မော်မတက်ဖဲပြန်သွားလို့သူအပ်ထားခဲ့တဲ့ခီးဆောင်အိတ်တွေကိုပြန်စစ်ဆေးနေရလို့ကြန့်ကြာနေရပါတယ်တောင်းမှန်ပါတယ်ဆိုပြီးဆက်ပါတယ်နောက်တော့ လေရင်ထွက်ပါတယ်ပုံမှန်နေကင်းတနားရီခွဲမှာရန်ကုန်ရောက်မဲ့လေရင်ကတနားရီနောက်ကျပြီးနှစ်နာရီခွဲမှာလေရင်ကစိုက်ပါတယ်လေရင်မဲကခေးစဉ်နှောင်းနေကြံ့ကြမှုအတွက်တောင်းမှန်ပါတယ်ဆိုပြီးထပ်ပြောတယ်ကျွန်တော်တို့ရွှေမြမာတွေကသဘောကောင်းတယ်လေတနားရီလောက်နောက်ကျတာဘာဖြစ်တယ်လဲပေါ့စိတ်ထဲတောင်မှထားပါဘူးသို့တော့ခီးဆောင်အိတ်တွေကိုရွေးတော့နိုင်ဝက်ကြော်တဲ့အထိကော်ခီးဆောင်အိတ်တွေကထွက်မလား အဲ့ရနဲ့ဆက်ဆောင်နေတုန်းမှာဝန်တန်းလားပါလားမသိလူတယောက်ကဘေးရကောင်လေးကိုလာပြောတယ်။နာညီဆက်မဆောင်နဲ့တော့မင်းအိတ်ကမလေးရှားမှာကြံခဲ့ပြီထင်တယ်။အခုဆက်ပေါ်မှာတင်ထားလာတာအကုန်ပဲ။ခီးဆောင်အဲ့ရ190လောက်မလေးရှားမှာကြံခဲ့တယ်ဆိုပြီးတော့လာပြောပါတယ်။အမေရိုင်ကသူတို့ရဲ့ဝန်ဆောင်မှုပြောင်းရွှေ့ချက်ကိုကျိတ်ပြီးတော့ရှင်းသွားတာပါ။လေရင်ပေါ်မှာလဲကြိုးအတိမပေးသလိုလေစိတ်ထမ်းရောက်တော့လဲ အများသူကသိရအောင်ကြီးညာပေးတာလုံးဝလုံးဝမရှိပါဘူးကိုကစည်ရင်သွားပြီးတော့လဲခက်တီတီနဲ့ဘာမှအရေးမပါတဲ့လိုပုံစံနဲ့စည်ရင်ယူထားပြီးတစ်ချက်ကလေးမှတောင်းမှန်တာမရှိခဲ့ပါဘယ်ဝန်နှန်းကမှဘသူ့ကိုမှတောင်းမှန်တာမကြားခဲ့ရမမြင်ခဲ့ရပါစိတ်ထဲမှာတဲနေပေမဲ့သိခံလိုက်ပါတယ်စဉ်းစားကြည့်ကြပါရှိသမျှအဝတ်အစားကိုခင်းဆောင်အိတ်ထဲမှာထည့်ထားခဲ့တဲ့သူတို့အရေးကြီးဆရာစရန်းကို ကိစ္စအဲ့ထက်ထက်ထားမိသူတို့နောက်နေ့မနေ့အခြားတစ်နေ့ရောက်ပြီးဆက်ထွက်မဲ့သူတို့ဆိုရင်ဘယ်လိုလုပ်ကြမလဲစိတ်ထဲရတင်းနေပေမဲ့စိတ်ကိုထင်းပြီးအိမ်ပြန်လာပါတယ်ည၈နာရီလောက်မှာအမေရိုင်ကမင်္ဂလာတရဖုန်းဆက်လာပါတယ်ကျွန်တော်တို့အဲ့တွေမနေ့ပြန်နေခင်းမှာမလေးရှားကရန်ကုန်ကိုရောက်ပါမယ်တဲ့ဒါပေမဲ့သူတို့ဖုန်းဆက်မှလာပါဖုန်းမဆက်ဘဲလုံးဝမလာပါနဲ့တဲ့ဘာဖုန်းမှမလာပါ ပြီးခဲ့တဲ့ညနေ9:00နာရီခွဲကစပြီးမင်းညားကခေါ်ထားတဲ့ဖုန်းနံပါတ်ကို9မိနစ်တခါခေါ်ပေမဲ့လိုင်းကမအားပါနဲ့ကျွန်တော်ရန်ကုန်ပြန်ရောက်တာနာရီ30ကျော်ပြီကိုအိတ်ကမတွေ့ရသေးဘူးအထဲမှာထည့်ထားတဲ့စားစရာတွေလက်ဆောင်ပစ္စည်းတွေဘာတွေဖြစ်ကုန်ပြီလဲတွေးရင်စိတ်ပူလာပါတယ်ဖုန်းဆက်မဲ့ပြောတဲ့ပါဇက်ကအခုထိဖုန်းမဆက်တော့စိတ်ကလည်းအတော့ကိုဒိုးလာပြီကိုကမာကတ်တင်းတော့ ကစတမာဆာဗစ်တို့ကိုနှစ်ပေါင်းများစွာကုမ္ပဏီပေါင်းများစွာတင်ပေးနေခဲ့သူဆိုတော့အဲ့ဒီ MAI ကအုပ်ချုပ်သူတွေနဲ့ဝန်ထမ်းတွေကိုလည်းအရန်အံ့ဩပြီးဒေါသနဲ့ဖြစ်ရပါတယ်။ဆာဗစ် quality မှာရှုထောင့်၅ရက်ရှိပါတယ်။ဖောက်တဲ့ပေါ်ကိုချင်းစာနာမှုဆိုတာကအရေးကြီးတဲ့ရှုထောင့်တစ်ရက်ဖြစ်ပါတယ်။ MAI ကလူတွေကြည့်ရတာငါစီးပွားရေးအစဉ်ပြေရင်ပြီးရောဖောက်တဲ့တွေကဘာဖြစ်ဖြစ်ငကန်းတဲ့ရင်ငဆွေပေါ်လိုက်မယ် ငါတို့လေရင်ကိုကြိုက်မှစီမကြိုက်ရင်မစီနဲ့ဆိုတဲ့စိတ်များထားနေကြသလားမသိဘူးကျွန်တော်ဒါမျိုးတွေတိတ်ရေးလည်းမရှိပါဘူးအခုကစိတ်ဆိုးလွန်းလို့ပါတော်ပါပြီအမေရရင်ဒေါက်တာကျော်ကူကူဝင်း